အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ product ပြောင်းလဲဖို့အတွက်အဓိကအဟန္တာတစ်ခုကြောင်းဝေမျှပေးသွားကြမယ် product ပြောင်းလဲဖို့အတွက်အဓိကအဟန္တာတစ်ခုကိုပြောပါဆိုရင် professionalism ဆိုတဲ့ကြီးပြည့်စုံခြင်းလုံးနဲ့စိတ်ပဲဖြစ်ပါတယ်ကျွန်တော်ဒီ professionalism ဆိုတော့တစ်ခုလုပ်မယ်တစ်ခုရွေးချယ်မယ်ဆိုတော့ねအပြည့်စုံဆုံးဖြစ်မှာအကောင်းဆုံးဖြစ်မှာထောက်ပြခင်သဲလဲစဉ်ဖြစ်မှာဆိုတဲ့အခြေအနေမျိုးလိုချင်တာပဲဖြစ်ပါတယ်ကျွန်တော်တချို့ဆိုလို့ရှိရင် စာရေးခြင်းနဲ့အခုမှဝမ်းစာမပြည့်သေးပါဘူးလေဆိုပြီးတော့ဝမ်းစာဖြင်းဖြင်းနေတာတော်တော်နဲ့မရေးဖြစ်တဲ့လူတွေ့ဥပါလိုက်မှာအချို့ဆိုရင်မှစာအုပ်ထုတ်တယ်စာအုပ်ထုတ်သူကစီစဉ်လိုက်တယ်မှဆလုံးမသက်ပုံမစင်လို့တော့ဒီဇိုင်းတွေမကြိုက်လို့စသဖြင့်ကျွန်တော်တို့ကပြင်းပြင်းကျွန်တော်တို့ရွေးချယ်ရွေးချယ်နေဒီစာအုပ်ကတော်တော်နဲ့မထွက်နိုင်တာမျိုးတွေလည်းရှိပါတယ်မှတချို့ဆိုလို့ရှိရင်ကဒီအလုံးနဲ့ပတ်သက်လို့ပေါ့နော်ယာရုနဲ့ပတ်သက်လို့ဖွင့်လန်းပေါ်တယ်ငါမပြည့်စုံသေးပါဘူးငါဖြစ်စရာတွေကြံပါသေးတယ်ဆိုပြီးတော့မှသူကဒီယာရုကိုမလျှောက်တာတို့တောင်းမယူတာတို့ဒါမျိုးတွေလည်းကျွန်တော်တို့ကအများကြီးပြ တခြားဆိုရင်စီးပွားလုပ်ငန်းတစ်ခုသူစကျင်တယ်အဲသူ့မှာဒီရင်းနှီးမပြည့်စုံသေးလို့တော့ဒီရုံးငန်းတွေဝန်ထမ်းအများကြီးနဲ့သူကမလုပ်နိုင်သေးလို့ဆိုပြီးတော့ မစားဖြစ်တဲ့လူတွေဒါအများကြီးတွေ့ဘူးတယ်ပေါ့ကျွန်တော်ဒီတစ်ခုလုံးမယ်တစ်ခုစမယ်ဆိုတာနဲ့အတန်းနိုင်ဆုံးပြည့်စုံလို့ရှိရင်တော့ကောင်းတော့ဒါပေမဲ့တရားရင်တော့ပြည့်စုံမှုဆိုတော့ဘလုံးမှမဖြစ်နိုင်ဘူးပေါ့လေအရာလုံးမှာလိုအပ်ချက်တွေအားနည်းချက်တွေဆိုတော့ဒါဖြစ်နိုင်တာပဲပြည့်ပြည့်စုံလုံးတဲ့အခြေအနေကိုလိုချင်လို့ရင်ဘာပြောင်းလာတက်လဲဆိုတော့ဒါနဲ့တင်ကျွန်တော်တို့တော့တော်တော်နဲ့မစနိုင်တာတော်တော်နဲ့ရှေ့မရောက်နိုင်တာရှိတယ်အဓိကအဖြစ်တော့လိုအပ်ချက်သေးသေးလေးတွေအမှိုင်းသေးသေးလေးတွေမှာသူကအာရုံစိုက်ပြီးတော့တကယ်တကယ်ကြီးကြီးမားမားအကြောင်းလဲလောက်အောင်မဲ့ဟာတွေမှာလွတ်သွားတတ်တာ ရှိတယ်။သိတော်တဲ့သူတွေသိထက်မြက်တဲ့သူတွေဖြစ်ဖြစ်များများမဖြစ်တာတွေရလဲ professionalism နဲ့အများကြီးဆိုင်တယ်။သူတို့ရဲ့အကျင့်တစ်ခုကပါလဲဆိုလို့ရှိရင်တစ်ခုဆိုတော့ ਨੇ အကောင်းဆုံးဖြစ်မှာတို့အမားရင်အနည်းဆုံးဖြစ်မှာတို့ပွားပြီးတော့အာရုံစိုက်တဲ့ခါကျတော့အကောင်းဆုံးဖြစ်ဖို့ဆောင်ရင်တမားတွေပြင်းပြင်းနဲ့တော်တော်နဲ့ရှေ့မရောက်နိုင်တာမျိုးတွေဒါမျိုးတွေအများကြီးဖြစ်နိုင်တယ် ွန်ပျူတာပြောတဲ့စကားလေးတစ်ခွန်းရှိတယ်ပြင်နာစာပါတဲ့စိတ်နှုန်းတစ်တုံးကပြင်နာစာကင်းတဲ့ကြောက်စစ်ခဲတခဲထပ်ပို့ပြီးတော့တန်ဖို့ရှိရတယ်ဆိုပြီးသူပြောတဲ့စကားလေးတော်လေးကောင်းပါတယ်အဲ့တော့ကျွန်တော်တို့ကဘယ်ရမဆိုပေါ့နော်ဒီအားနည်းချက်တွေလိုအပ်ချက်တွေအရတော့ရှိနိုင်တာအလုပ်တစ်ခုလုပ်မှဆိုပေါ့လေတရားရင်တော့ပြည့်စုံနေတဲ့အခြေအနေကိုကျွန်တော်တို့စောင့်နိုင်မျိုးတစ်ခုစနိုင်တာစကိုလုံးနိုင်တာလုပ်ပေါ့လိုရင်းဖိုင်နဲ့မှလိုအပ်ချက်တွေကျွန်တော်တို့ပြင်ဆင်သွားလို့ရတယ်ဒီကနေ့ပြီးတော့အတွေ့အကြုံတွေယူပြီးတော့ကိုယ့်ရဲ့အမှားတွေပြင်ဆင်သွားလို့ရတယ် ရေးကြည့်တာလှုပ်ရှားရှိတာလှုပ်စားရှားရှိတာစပြီးတော့ကိုသွားနိုင်တဲ့အခြေအနေတော့ပေါ့သွားနိုင်ဖို့လိုတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကတခုဆိုတာနဲ့ professionalism ဆိုရဲပြည့်ပြည့်စုံတဲ့အခြေအနေကိုစောင့်ဆိုင်းတာတဲ့ဒီလိုဖြစ်အောင်ကြိုးစားထားတဲ့ total progress ဖြစ်အောင်ပဲကျွန်တော်တို့ကအဓိကကြိုးစားတဲ့နယ်လို့မြင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။